ပရိသတ်ကြီးတို့အရန်လောင်ခဲ့ရတဲ့ကိုရီးယားကားတွေက British series တွေကိုမြင်ညာထားတဲ့ဆိုရင်အားလုံးပဲအင်အောသွားမလားဟုတ်ကဲ့ပါရှင်အခုတင်ဆက်မဲ့ကိုရီးယားကားတွေကအွန်ကိုကြီးပြသခဲ့တဲ့ချိန်မှာကြီးစုတဲ့ rating အမြင့်ဆုံးတွေဖြစ်ခဲ့ရပါဘူး နံပါတ်၁ The War of the Merit ဒီကားလေးကမင်းသမီးဟန်ဆိုကြီးစနိုင်းမဇယုံနဲ့ပထမဦးဆုံးပေါက်ခဲ့တဲ့ဒရမာဖြစ်ပြီးရောဇလန်းအဆအဆုံးအတော်လောင်ရတဲ့ဒရမာဖြစ်ပါတယ်ဒီကားဟာ BBC 1ရဲ့ Doctor Foster ကိုပြန်ရိုက်ကူးထတာဖြစ်ပြီးမူရင်းကကိုရီးယားကထပ်ပိုချမ်းပါတယ်နောက်ပြီးတော့ထူးထူးခြားခြားအတိုင်းတွေကပြန်တုပြီးရောရိုက်ထတာလည်းရှိပါတယ် Number 1 One Ordinary Day မင်းနာခင်စွန်ယုံအတေကတရုံဆောင်ထားတဲ့ကားဖြစ်ပြီးတော့မာရွင်ဆွဆွဲခံရပြီးအဖမ်းခံလိုက်ရတဲ့ကောလိပ်ကြောင့်သားကတရားရုံးကိုဘယ်လိုပြန်လျှောက်လဲသွားမလဲဆိုတဲ့အကြောင်းရိုက်ထားတာပေါ့ဒီကားကလည်း British TV series တစ်ခုဖြစ်တဲ့ Criminal Justice ကိုပြန်ရိုက်ထားပါတယ်ကိုရီးယားကားကရှစ်ပိုင်းပဲရှိပေမဲ့ series ကအတော်ရှည်ပြီးကြည့်လို့ကောင်းပါတယ်ကဲဒီလိုမျိုး K-drama အကြောင်းတွေကိုသိကြရင်တော့အကောင့်လေးကိုအမြဲ like and follow လုပ်ထားပါနော်